မင်္ဂလာနနက်ခင်းပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်တူဝါရဲ့ပူချိန်ကတော့23ဒီဂရီစင်တီဂရိတ်ရှိပြီးတော့24ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်ဒေရုရည်သွေးကနှိမ့်ချနေတယ်နေ့လယ်နေခင်းနဲ့မှာပူအိုက်ပြီးညင့်ဆုံးပူချိန်30ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြ မတ်လ26ရက်ဗုဒ္ဓနေ့2025ငါတို့လေခရစ်တော်ဤလူဖြစ်ကြောင်းကိုစင်ကြင်သိမှတ်စေဒီကချက်ကိုရင်သူဩဝါဒစာဒုတိယဆောင်မှခွန်အားယူစရာများအပိုင်း29ဖတ်ရန်ကြံကြဲကိုရင်သူဩဝါဒစာဒုတိယဆောင်အခန်းကြီး30ခန်းငယ်ခုနှစ်မှ31မျက်နာကိုယ်သာကြည်မှတ်ကြသလိုအကျဉ်သူကငါသည်ခရစ်တော်ဤလူဖြစ်သည်ဟုမိမိ၌ဆွဲလန်းခြင်းရှိ၏ ထိုသူသည် ခရစ်တော်၏လူဖြစ်တကယ်သို့ငါတို့လည်းခရစ်တော်၏လူဖြစ်ကြောင်းကိုတပန်အလိုလျောက်စင်ကြင်သိမှတ်စေသင်တို့ကိုပယ်ရှင်းဖြတ်စည်းခြင်းအလိုငါမဟုတ်တိဆောက်ခြင်းအလိုငါသခင်ဖျားသည်ငါတို့၌အပ်ပေတော်မူသောတကူးကိုငါသည်တာ၍ဝါကြွားတော်လေဆက်ကြောက်စရာအကြောင်းမရှိငါရည်ရွယ်ပေးလိုက်သောစာအဖြစ်သာသင်တို့ကို ချိန်ချောက်တကယ်သို့ငါမပြုလို့အကြောင်းမူကား ထိုသူဤစာသည်လေးလံသောစာ တကိုးနှင့်ပြည့်စုံသောစာဖြစ်၏ကိုယ်တိုင်ရှိလင်မူကားတတ္တိမရှိသောသူအချင်းတီသောစကားကိုပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ၏ငါတို့သည် ကိုယ်တိုင်မရှိ၍စာ၌ပါသောစကားအပြင်ဖြစ်တကယ်သို့ကိုယ်တိုင်မျက်မှောက်ရှိသောအခါအမှုအပြင်ဖြစ်လိမ့်မည်ဟု ထိုသူသည်စင်ကျင်တိမတ်စေ ကိုရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီး17ခန်းငယ်23သူတို့သည်ခရစ်တော်၏ဓမ္မဆရာဖြစ်ကြသလောငါသည်အထူးသဖြင့်ဖြစ်၏ဟု သူယူကဲ့သို့ဆိုရ၏ပင်မန်းစွာအမှုကိုသူသဖြင့်ဆောင်ရွက်တော်သူရိုက်ပုတ်ခြင်းထောင်ထဲ၌လောင်ထားခြင်းကိုသူသဖြင့်ခံရတော်သူတေဘေးနှင့်အချိန်ချင်းတွေ့ကြုံတော်သူဖြစ်၏ ရှင်ဘောလူသည်ကုကာမှာတော့ကောရင်သူမြတ်မှာရှိတဲ့ယဉ်ကျေးသူတွေထဲမှာတချို့ဒုက္ခပေးနေတဲ့သူတွေရှင်ဘောလူကိုအပြင်းအပြင်းတိုက်ခိုက်တဲ့သူတွေရှိတဲ့အကြောင်းကိုပေါ်ပြတယ်။သူတို့ဖြင့်ရှင်ဘောလူရဲ့ပြင်ပတဒံကသူတို့အတွက်ထူးခြားတဲ့ပုံမဟုတ်ဘူး။တနည်းအားဖြင့်ရှင်ဘောလူရဲ့ပြင်ပတဒံဟာ လူတင်ကြီးစရာတိမ်မရှိတဲ့ပုံစံမျိုးဖြစ်တဲ့ကနဦးခရိယံစာပေရေးသားတွေရာရှင်ဘောလူသည်လူကောင်သေးရက်ပုပြီးတော့မှ နှစ်ဖူးပြောင်းပြီးတော့မှချောမောလာပါတဲ့ရုပ်ခံမရှိဘူးဆိုတာကို ရေးထားတာတွေ့ရတယ်။အဲဒီတော့ကောရင်သုမြို့မှာရှိတဲ့ယုံကြည်သူတွေအတွက်သူ့ရဲ့ပေးစာတွေကတည်ရတဲ့ရှင်ဘောလူပုံစံနဲ့သူ့ရဲ့မျက်မြင်ပုံစံနဲ့ကကွာခြားမှုရှိပြီးတော့မှရှင်ဘောလူသည်သူတို့အတွက်ငကိုခွဲဖြစ်နေတယ်။အဲဒီတော့သူတို့ကိုရှင်ဘောလူဆုံးမပြီးတော့မှရေးသားလိုက်တာကမင်းတို့တွေဟာမင်းတို့တွေဟာအပြင်းမန်းတဲ့တံကိုပဲကြည့်ပြီးတော့မှသုံးပြနေတာလား။ တရားရောက်ကငါဟာခရစ်တော်ရဲ့လူဖြစ်တယ်လို့ပြောတာဟာပြင်ပန်းတဲ့ံကိုကြည့်ပြီးတော့မှပြောရတာမဟုတ်ဘူးအဲ့လိုမျိုးပဲငါတို့ဟာလည်းခရစ်တော်ရဲ့လူဖြစ်ကြတယ်ဆိုတာကိုသိမှတ်ကြပါလို့ပြောထားပါတယ်တကယ်တမ်းကျတော့သင်တို့ကိုတိဆောက်ဖို့ဘုရားသခင်ပေးအပ်လိုက်တဲ့ငါတို့ရဲ့တကူတွေကိုဥပ္ပမဝါကြွားစာရှိပေမဲ့ငါတို့ဝါကြွားခြင်းကိုမပြုဘူးအဲ့ဒီခရစ်တော်အားဖြင့်ရရှိတဲ့တကူဟာလည်းမင်းတို့ကိုတိဆောက်ဖို့ပဲဖြစ်တယ် ဖြက်စီဖို့မဟုတ်ဘူးဆိုတာလည်းငါနားလေထားတယ်။အဲဒီတော့သူ့အနေနဲ့ဘုရားသခင်ပေးအပ်ထားတဲ့ခွင့်အာဏာတကူတွေကို အပြုသဘောနဲ့တိဆောက်ခြင်းအလို့ငါသာသူအသုံးပြုလိုတဲ့အကြောင်းကိုပေါ်ပြခြင်းဖြစ်ပါတယ်။အဲတော့ကျွန်တော်တက်တာမှာလဲဘုရားသခင်ပေးအပ်ထားတဲ့ခွင့်အာဏာတကူတွေကိုဘုရားသခင်ရဲ့အသင်းတော်နိုင်ငံတော်တည်ထောင်ဖို့ရန်အတွက်အသုံးပြုဖို့ရန်ဖြစ်ပါတယ်။တချို့သောကောရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေသည် ရှင်ပေါလုကို သူဟာစာထဲမှာပဲတကိုးရှိတယ်ပြင်ပမှာတော့လေးစားထင်ကြီးစရာမရှိဘူးလို့ဝေဖန်နေကြတဲ့သူတွေရှိတယ်တကယ်တမ်းအဲ့ဒီသူတွေကို ပြောပြရမှာကငါဟာစာထဲမှာလဲအဲ့ဒီလူပဲဖြစ်တယ်လို့ပြင်ပမှာမင်းတို့ရှိကိုရောက်လာတဲ့အခါမှာလဲအဲ့ဒီတိုင်ပြုတ်မှုကျင့်ကြံပဲဖြစ်တဲ့အကြောင်းကိုရှင်ပေါလုရှင်းလင်းပြောပြထားပါတယ်ဆိုလိုတာကရှင်ဘောလူသည်အပြောတစ်မျိုးအလုပ်တစ်မျိုးမဟုတ်ဘူးရှေ့တစ်မျိုးနောက်တစ်မျိုးမဟုတ်ဘူးဟောတဲ့ခါမှာတစ်မျိုး တကယ်တမ်းရှင်သန်တဲ့ခါမှာဒီမျိုးမဟုတ်တဲ့ဓမ္မဆရာ ဖြစ်တဲ့အကြောင်းကိုသူကိုယ်သူပေါ်ပြထားပါဗါတယ်အဲ့တော့ကျွန်တော်သက်တာမှာလည်းကိုဟောတဲ့တရားနဲ့ကိုရဲ့သက်တာနဲ့ကိုင်ညီနေဖို့လိုသလိုကိုရဲ့အသက်ရှင်မှုနဲ့ကိုရဲ့ပြောတဲ့စကားတွေဟာလည်းကိုင်ညီဖို့အထူးလိုအပ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာဘုရားသောဘုရားဒီမနေ့ခင်တစ်တွေ့ကိုရောကိုသူဂျေစုတင်มาတယ်ဒီမနေ့ခင်မှာလူထရှင်တင်လာတဲ့သူတွေအားလုံး စိတ်လက်ကြည်လင်ဈမ်းမှချမ်းသာရင်သက်ခြင်းကိုရရှိစေတော်မူပါ အထူးသဖြင့်နာရာရှိယောဂဆွဲကပ်ခံစားနေရတဲ့သူတွေကြောက်ကဝေဒနာတွေဒီကင်ဆာယောဂခံစားရတဲ့သူတွေမတန်ဆွမ်းတဲ့သူတွေအားလုံးကောင်းကောင်းမွန်မွန်ဒီနေ့မှပျောက်ကင်းသက်သာစေပါမည်အကြောင်းကောင်းချီးပေးပါအထူးသဖြင့်တော်ရက်တောင်ထဲမှာပြေလွာပုန်းရှောင်နေရတဲ့သူတွေမိရဲ့အိုးအိမ်စည်းစိမ်တွေဖျက်ဆီးခံရတဲ့သူတွေ မိရဲ့မိသားစုတွေပြိုကွဲသွားတဲ့သူတွေစိတ်ထံရရနေတဲ့သူတွေတဏ္ဍတံဘုံနံကို ခံစားနေရတဲ့ပြည်သူတွေလည်းမှာကိုရရှင်ပါရှိအုပ်ဆိုးပါဘေးရောက်တဲ့ကာလမှာအထူးသဖြင့်မာစားတော်မူကြောင်းသူတို့ပေါ်မှာထင်ရှားစေတော်မူပါသူတို့ကြံစည်မမီနိုင်တဲ့ညီသက်ချင်းပြင်သူတို့စိတ်နှလုံးကိုစောင့်မလန်းပြပို့ဆောင်ကောင်းကြီးပေးသနာတော်မူပါမတရားသဖြင့်ဖန်စီချုံနောင်ခြင်းခံရတဲ့သူတွေ မတရားသဖြင့်အနိုင်ကျင့်စုဆောင်ခံရတဲ့သူတွေလည်းပရရှင်ပါရှိအုပ်စိုးတော်မူပါအဲ့လိုမျိုးအရာတွေကိုပြုလုပ်နေကြတဲ့သူတွေကိုလည်းကိုရရှင်ဆုံးမဒဏ်ခတ်တော်မူပါမတရားခြင်းရဲ့အကျိုးရလက်ကိုသူတို့ကိုယ်တိုင်နားလည်အောင်ကိုရရှင်တွင်တင်လမ်းပြတော်မူပါကိုရောအသက်တန်မိုးတွေကိုတန်မိုးထားတတ်လာတော့သူတွေတည်တည်ဖြစ်စေဖို့သူတို့ကိုကိုရရှင်လက်တွေ့ဆုံးမတွင်တင်တော်မူပါလက်တော်တို့အနံပါရဲ့ မြတ်တရရှင်သခင်သာရမြတ်စွာသောဘုရားမတရားသဖြင့်ပြုတဲ့သူတွေအားလုံးကိုကိုရောလက်တော်သို့အပ်ပါれကိုရောရှင်ပြုပြင်နေပြီဖြစ်လို့လဲယေရှုတင်ပါれသာသမီမျိုးစီနဲ့မမြင်ရမတွေ့ရတော့လဲပဲကိုရောရှင်ကိုရောရဲ့အလုတ်ကိုကိုရောရှင်ကောင်းမွန်ဆုံးလောက်ကင်မယ်လို့သာသမီယုံကြည်သိမှတ်မျှော်လင့်လျက်ဆုတောင်းပါれနေ့စဉ်သာသမီယုံကြည်ခြင်းနဲ့ဆုတောင်းပါれကိုရောရှင်နာညောင်းလက်ခံလျက်သာသမီမှာပြည်ကြီးကိုကြီးစုကြွားပါ မတရားတဲ့သူကိုမတရားတဲ့လမ်းထဲသို့ကိုရောပို့ဆောင်ပေးပါ တရားမျှတခြင်းကိုကိုရရှင်ကောင်းကြီးပေးလက်နောင်လာတဲ့မြန်မာနိုင်ငံသည်တရားမျှတခြင်းတို့လက်ချင်းညီသက်ချင်းပြည့်ပြည့်ဝတဲ့နိုင်ငံကြီးဖြစ်စေဖို့ကိုရရှင်အထူးပြင်ဆင်ကောင်းကြီးပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရဖခင်အာမင်